အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရွှေတော်မြတ်တောင်မမို့ကဗီလင်းဆရာဆရာထူအောင်လည်းဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတို့ကိုပြောပြပေးသွားမယ်အကြောင်းအရာကမိတ်ဆွေတို့ဘဝမှာဘာလို့လို့အဆင်မပြေ ဖြစ်နေရင်ဖုံးကန်နေနေနေရင်ကန်စားတာပွန်လန်းတိုးတက်စေဖို့မိတ်ဆွေတွေဘဝမှာအမိကောင်းရစေဖို့လွန်ခဲ့တဲ့အနှစ်20ကျော်ကအဘမင်းငါပြောပြခဲ့တဲ့အမိကောင်းကိုတွေ့အောင်ရှားဆိုတဲ့ရေရာနီလန်းကိုကျွန်တော်အခုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ကိုက သူများလို့ငွေမရှိဘူးအဲ့တော့တကူဩဇာအာဏာမရှိဘူးအဲ့တော့ဘဝရဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့အခါမှာငွေရှိရင်ရှိမရှိရင်တကူဩဇာရှိမဟုတ်ရင်ပညာရှိစသည်အားဖြင့်အဲ့ဒီလိုရှိရင်တော့မိမိတို့ရဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့အခါမှာပြည့်လဲစေပါတယ်တော့ဒါ ਉਹ တော့အဘမင်းငါဘာပြောလဲဆိုတော့တက်လုံကိုခေါ်ပါတယ်မိမိမှာတက်လုံမကောင်းရင်တက်လုံအားနေနေရင်ဘဝရဲ့အခက်အခဲအကျက်တဲတွေကိုဖြေရှင်းဖို့အတွက် ကျွန်တော်တို့နောက်နေပါတယ်ကြံ့ကြပါတယ်လူရင်းဆန္ဒတွေမပြည့်စုံပါဘူးဒီတော့ကျွန်တော်တို့တက်လုံတွေကောင်းမှုလို့တယ်တက်လုံတွေရှိရင်ရှိတက်လုံတွေမကောင်းမှုဆိုရင်လည်းအခုကျွန်တော်ပြောတဲ့အမိကောင်းကိုတွေ့အောင်ရှာလိုက်ပါအမိကောင်းကိုတွေ့အောင်ရှာတဲ့ရည်ရာကိုပြုတ်လုံလိုက်ပါဒါကဘာလဲဆိုတော့စည်းဝါးရေးတွေလူမှုရေးတွေငွေရေးကြေးတွေစသည်အားဖြင့်အဆင်ပြေသွားမယ်အောင်မြင်သွားမယ်ဘဝတစ်လျှောက်လုံးစည်းဝါးတက်လာမယ်ရည်ရာနီလန်လေးဖြစ်ပါလေ အဲ့တော့နောက်ဆုံးကတော့ဘွားတစ်လျှောက်လုံးစီးပွားတက်လာမယ်စီးပွားတရိပ်ရိပ်တိုးတက်လာစေမယ်ရေရာနီးလန်းဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေအမိကောင်းကိုရှာဖို့အတွက်ကကြတော့မိမိနဲ့နေနံတူဥမာတနင်္ဂနွေပေါ့ဗျာဥရောပါဒပေါ့ဥဥဒ္ဓမပေါ့အဲ့ဒီလိုဖုံးကြီးမျိုးရှာအဲ့တော့အသားရောင်ကလည်းမိမိရအဖြူဆိုရင်အသားဖြူတဲ့ဖုံးကြီးကိုရှာမိမိရအသားမဲတယ်ဆိုရင်အသားမဲတဲ့ဖုံးကြီးကိုရှာမိမိရအသားညိုတယ်ဆိုရင်အသားညိုတဲ့ဖုံးကြီးကိုရှာကဲအဲ့လိုရှာပြီးတော့ကျွန်တော်တို့က စွန့်ကတ်ရပါမယ်စွန့်ကတ်တဲ့အခါမှာလည်းပဲအဲ့တော့ဖော်ဖော်ရရလေးကတ်ကတ်ပြီးတော့ဒီဖုံးကြီးရဲ့လက်ဆေးရည်ကိုယူပါလက်ဆေးရည်အချောရည်ကိုယူပါယူပြီးတော့အဲ့ဒီရည်နဲ့ရည်ချိုးပါအဲ့တော့ဖုံးကြီးကိုလည်းပဲရှောက်တဲ့အခါမှာတပီတော်တော့ယာတတ်ပံအလူတကာအဖြစ်ဒါမှမဟုတ်အလူတကာမှအဖြစ်တတ်မှတ်ပါလို့ပြောပြီးတော့ရှောက်ပါအဲ့တော့ကိုကလူမဲ့တမ်းမဲ့ဆိုရင်ဒီဖုံးကြီးတွေရည်စူးပြီးတော့အလူတန်းလေးအလူတန်းလို့ဖို့ ငွေကြေးလေးတွေဖယ်ထားပါเนาะကိုယ့်ရဲ့ဦးပြပြပတ်စံလေးတွေဖယ်ထားဖယ်ထားပြီးတော့လူပါအဲ့တော့တနေ့တာသားသမီးတွေဆိုရင်လည်းပဲဟဲ့လားဦးကောတလာတို့အဲအဲ့ဒီလိုမျိုးပေါ့ကိုကအသားရောင်ကညိုတယ်ဆိုရင်ညိုတဲ့ဘုံယူရှာကိုကအသားရောင်ကဖြူတယ်ဆိုရင်ဖြူတဲ့ဘုံယူရှာအဲ့ဒီလိုအမိကောင်းကိုတွေ့အောင်ရှာလိုက်တာနဲ့မိတ်ဆွေတို့ကမှအခက်ခဲအကျက်တဲတွေကိုပြင်လဲစီပါလိမ့်မယ်မိတ်ဆွေတို့ရဲ့တက်လုံနေအဲ့တော့အလိုလိုကောင်းလာပါလိမ့်မယ်ဘဝကကြီးပွားတိုးတက်မြင့်မားလာပါလိမ့်မယ် အရိယရိယာကိုအဘမင်းတင်ကတော့အမိကောင်းကိုတွေ့အောင်ရှားဆိုပြီးတော့ခေါင်းစဉ်ပေးထားပါခင်ဗျာကဲအဲ့တော့မိမိနဲ့နေနံလူနဲ့ဘုံကြီးကိုရှားပြီးတော့စွန့်ကပ်ပါအလိုအပ်တာလေးတွေလူတန်းလူတန်းမယ်လို့လည်းဂရီကိုပြုပါပြုပြီးတော့မိမိရလည်းအူးပြပြပတ်စံလေးတွေဖယ်ထားဖယ်ထားပြီးတော့အဲ့ဒီကယဟန်တန်ကမိမိနဲ့နေနံလူတဲ့ယဟန်တန်ကအတွက်အလူတန်းလေးကိုပြုလုပ်ပေးပါဒါဆိုရင်မိစိုးတို့ဘဝမှာအမိကောင်းကိုတွေ့ပြီးတော့အရေးကိစ္စတွေကြုံတွေ့လာတဲ့အခါမှာတက်လုံးတွေကောင်းလာပါမယ် တော့ငွေကြေးစီးပွားရေးလူမှုရေးအားလုံးအဆင်ပြေလာမယ်အောင်မြင်လာမယ်လို့ကျွန်တော်ပြောရပါတယ်ခင်ဗျာကဲအားလုံးကိုနှုတ်ဆက်ပါတယ်900တောင်းပြီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ